တော့သူရဲ့တန်းရာလို့ကိုလူလူကြည့်နေမှာအထင်သားရဟာဟာလဲဆိုတော့ဒီတစ်ချိန်လဲရှုံးရမျိုးဒါမဲ့သူသူ့ကျွန်တော်អော်လာတယ်မစီအောင်ဘလောက်ပဲပြောမကောင်းမင်းချင်းလေအဲ့တော့ကစားသမားစိတ်အရင်ပြင်းပြနေတယ်ဘယ်စီအောင်မတိုင်ပွဲမရဘောဘယ်ပွဲပဲဖြစ်ကျွန်တော်ညီတယ်မှာသူကကျွန်တော်အယုံကြည်ဆုံးကစားသမားလည်းဖြစ်တယ်ကျွန်တော်စိတ်ချဆုံးကစားသမားလည်းဖြစ်ဘောကျွန်တော်ညီတယ်မှာဆိုသူကကျွန်တော်စိတ်ထဲနဲ့တတိယလည်းပဲသူကအဲ့လိုကွဲသွားလဲသူ့ပွဲပူကျန်လာမှာဆိုတော့ကျွန်တော်သိတယ်ဒီချိန်မှာတော့သူတို့နိုင်တဲ့အတွက်ကျွန်တော်အသံပြီးဝိုင်းသားတော့ ဝမ်းမှာကျွန်တော်တို့အများကြီးလည်းပြောတယ်ကျွန်တော်ပြည်ကြီးတို့ကျွန်တော်ချန်ပီယံဖြစ်နေမြင်နေကြတယ်ပေါ့ကျွန်တော်ညီတွေမဖြစ်ခင်တော့မှကျွန်တော်မွေးတဲ့တပည့်ကျွန်တော်မွေးတဲ့တပည့်မဟုတ်လားကျွန်တော်နိုင်ငံကကစားသမားတယောက်တယောက်ဝမ်းမှာချန်ပီယံဖြစ်နေမြင်နေကြတယ်ကွန်လာကတော့ဒါကတော့ကွန်နိုင်ငံများဝင်လေတော့သူကတော့ဖြစ်ခဲ့ပြီပါဒါပေမဲ့ကွန်လာအနောက်မှာဒီချန်ပီယံတယောက်လောက်တော့ထွက်တင်တော့ကျွန်တော်နိုင်ငံမှာဒီတော့လက်ဝဲတူတက်တဲ့နိုင်ငံမှာ ီဘွဲမဆိုတာရန်လိုင်းရေခေါ်ရတော့ရန်လိုင်းရေခေါ်ရတယ်ကွဲဝါးတဲ့ချိန်မှာလာကျွန်တော်လဝိထူတဲ့တတ်တန်အရာလည်းဆိုလုံးဝမရတော့ဘူးအဲပဲသူကျွန်တော်တခုပြောနိုင်လားမင်းခေါင်းမငယ်နေတယ်သူတို့ဗမမေးဆရာဝန်မေးလည်းခေါင်းမငယ်မထိုးမယ်ပဲပြောဟိုသူတို့စစ်နေတယ်ပေါ့ထိုးမယ်ပဲပြောဆိုတော့သူကလည်းအထည်လုံးထိုးမယ်ပြောတော့ကဆရာဝန်ကလည်းသူ့ကိုပြန်လှုပ်ပြလိုက်တယ်ပြန်လှုပ်ပြလိုက်တဲ့ချိန်မှာကျွန်တော်ကသူ့တခုတရိပ်ပြလိုက်တယ်မင်းလိုပဲဖြစ်မင်းရှုံလုံးပါပေါ့အမှန်နဲ့လည်းရှုံပါဆိုကိုယ့်ရဲ့တန်းရာကြောင့်အမှန်နဲ့လည်းရှုံလုံးလို့ဆိုတော့အဲသူ့အခြေလုံးဖိထိုးခံလိုက် အဲအဲ့လိုတော့မဟုတ်ဒီကြတော့ကျွန်တော်လည်းငငယ်လေးတည်းကနေတော့ကျွန်တော်ညီတယ်မှာ तू ကကျွန်တော်အယုံကြည်ဆုံးကစားသမားလည်းဖြစ်တယ်ကျွန်တော်စိတ်ချဆုံးကစားသမားလည်းဖြစ်တော့ကျွန်တော်ညီတယ်မှာဆို तू ကကျွန်တော်စိတ်ထဲနဲ့တတိယလည်းပဲ तू ကအဲ့လို꿰ွားလေ तू ပူရပူကျန်လာမှာဆိုတော့ကျွန်တော်သိတယ်တိရတော့ तू ကျွန်တော်ပြောရမယ်ဒီဒီတစ်ချိန်မှာအပီလိုက်ထိုးလို့ပါဆိုတော့ဒံရကလည်းအသာပြေးလာတော့အဲ့တော့ပြေးလဲဆရာဝန်ကပြထုံမှာမဟုတ်ဘူးပြထုံမှာမဟုတ်ဆိုတော့မင်းဒီတစ်ချိန်ထဲမှာနေမဟုတ်ငါထိုးလိုက်ပေါ့ရှုံတော့လည်းအရှုံးအကောင်းဆုံးအရှုံးနဲ့ပေါ့နိုင်တော့လည်းငါတို့နိုင်ပေါ့အဲ့လိုပြောပြီးတော့သူစိတ်ထဲခွန်အားပေးပြီးတော့ပြထုံတော့ ။နောက်ပြီးတော့အလုံးဝလူအစိတ်တက်ကြအောင်ဟောဒီတစ်ချိန်နဲ့ရှုံးမြတ်ပြီပေါ့။အဲ့တော့သူရဲ့အတန်းဟာလူကိုလူလူကြည့်နေအောင်အထင်သားရဟာဟာလဲဆိုတော့ဟောဒီတစ်ချိန်နဲ့ရှုံးမြတ်ပြီပေါ့။ဒါပေမဲ့သူသူစိတ်ဓာတ်ကိုသိတယ်သူကဒွန်းမင်းအောင်ဟာငင်လေးတည်းကကျွန်တော်ကသူ့ကိုဟိုအခုငင်လေးတည်းကကျွန်တော်ဝင်လင်းလို့ပဲဆိုတော့ကျွန်တော်သိရဒီကောင်စိတ်ဓာတ်မပြောဘူးဆိုတော့သူကျွန်တော်អော်လာတယ်မင်းဆရာအောင်ဘယ်လောက်ပဲပြောမကောင်းမင်းချင်းလေအဲ့တော့ကစားသမားစိတ်အရင်ပြင်းပြနေတယ်ပဲစင်အောင်မတိုင်ပွဲမရဘူးပဲပွဲပဲဖြစ်သူကကစားသမားမျက်နှာကိုကြည့်ကစားသမားညူသွားပြီဆိုရင်သူကတိုင်ပွဲကြည့်ရလိုက် ။ဒါသာမစိတ်တဲ့ကိုကြည့်ပြီးတော့အဲ့ဒါပြန်ပွဲပြန်လှုပ်ပြီးတော့။ဟင်းပွဲဒဏ်ရာတော့တော်တော်ကြီးတယ်ဆိုတော့သူကဟိုအဓိကကသူလည်းဒီပွဲမှာဟိုပရဟိုကစားလာမှလည်းနည်းနည်းညိမ့်သွားတယ်ပေါ့။မာတော့သူကကစားရတာနည်းနည်းခက်သွားတယ်။ခက်တော့သူဟိုပြီးတော့ဒီပွဲကတပတ်လောက်လုံးမှာတိုင်ပွဲကိုသိရတယ်။သိရတော့ဆိုတော့သူကနံပါတ်နမ်းမယ်ပြီးတဲ့။အမှန်နံပါတ်ရမှားပြီးတော့ကျွန်တော်ရိုင်းလိုက်ရင်အဲ့ဒီလကောင်လက်ဝဲပွဲမထွက်လောက်။ဘာလို့လဲတော့သူတို့ပွဲပြီးတဲ့နေ့မှာအဲဒီဝမ်းအားတရင်ဝင်စာထုတ်တဲ့နေ့မှာကျွန်တော်အဲဒီကောသူ့ပွဲလေးကိုလေးလာအောင် ဒီချိန်မှာတော့သူတို့နိုင်တဲ့အတွက်ကျွန်တော်အသံမီးဝိုင်းသားတော့ဝိုင်းမှာကျွန်တော်သူတို့အမြဲတမ်းလည်းပြောတယ်ကျွန်တော်ပြင်းကြီးကိုကျွန်တော်ချန်ပီယံအဖြစ်နဲ့မြင်နေတယ်ပေါ့ကျွန်တော်ညီတွေမဖြစ်ခဲ့ရင်တော့မှကျွန်တော်မွေးတဲ့တပည့်ကျွန်တော်မွေးတဲ့တပည့်မဟုတ်တော့ကျွန်တော်နိုင်ငံကကစားသမားတယောက်တယောက်ဝိုင်းမှာချန်ပီယံအဖြစ်နဲ့မြင်နေတယ်ပေါ့ကွန်လာကတော့ဒါကတော့ကွန်နိုင်ငံညာဝန်လေးပေါ့သူကတော့ဖြစ်ခဲ့ပြီပါဒါပေမဲ့ကွန်လာအနောက်မှာဒီချန်ပီယံတယောက်တော့ထွက်တင်တော့ကျွန်တော်နိုင်ငံမှာဒီတော့လက်ဝဲတူတက်တဲ့နိုင်ငံမှာကိုကိုနိုင်ငံမှာတမန်နိုင်ငံတိုင်းလို့ရှိတယ်ပေါ့ကျွန်တော်နိုင်ငံမှာမရှိတော့ဝိုင်းမှာဆိုလို့